ဟယ်လိုတကြဟာအားလုံးပဲမင်္ဂလာပါ AK Land Chinese မှာကြိုဆိုပါရစေ။လောရှိုဒီနေ့မှာတော့အာ message စကားပြောအခြေခံ message စကားပြောပေါ့နော်တရုတ်စကားပြောတင်ငန်းစာ level 1ရဲ့ lesson 4ကိုကြည့်ကြည့်အောင်ပေါ့နော်။အဲ့တော့စာပိုက်တင်ငန်းစာ၄မှာညီကိုမွန်နမတွေပြီးရင်ကိုအိမ်မှာရှိတဲ့မိသားစုဝင်တွေအကြောင်းကိုမေးမြန်းခြင်းအကြောင်းလေးဆက်ပြီးတော့လေ့လာကြည့်ကြည့်အောင်။ညီကိုမွန်နမတွေရှိလားညီကိုမွန်နမတွေရှိရဆိုရင်ဘယ်နှယောက်ရှိလဲမိသားစုဦးရေဘယ်နှယောက်ရှိလဲဒါတွေကိုဒီနေ့တင်ငန်းစာမှာ အတူတူလေ့လာကြည့်ကြမယ်ပေါ့နော်မိမာညီကိုမောင်နှမတွေရှိလားနီးယောရှုံးတိကျဲမေမာနီးယောရှုံးတိကျဲမေမာအဲ့တော့နီကမင်းခမယိုရှိတယ်လို့တည်းပဲရတယ်ရှုံးတိကျဲမေရှုံးတိကျဲမေဆိုတာညီအကိုမောင်နှမညီအကိုမောင်နှမကိုရှုံးတိကျဲမေလို့ခေါ်တယ်အဲ့တော့ယိုရှုံးတိကျဲမေဆိုရင်ညီအကိုမောင်နှမတွေရှိတယ်မဆိုတာကလာလို့တည်းပဲရတယ်ဒါကြောင့် မင်းမညီကိုမောင်နှမတွေရှိလားဆိုရင်နီးယိုရှုံးတိကျယ်မေမာနီးယိုရှုံးတိကျယ်မေမာမင်းမညီကိုမောင်နှမတွေရှိလားအဲ့မှာရှုံးတိဆိုရင်ညီကိုကျယ်မေဆိုရင်ညီအမရှုံးတိကျယ်မေဆိုရင်ညီအကိုမောင်နှမအဲ့ညမှာရှုံးမေနော်ရှုံးမေဆိုရင်တော့အကိုနဲ့ညမရှုံးမေအကိုနဲ့ညမကျယ်တိကျယ်တိဆိုရင်အမနဲ့အမောင်လေးနော်ကျယ်တိဆိုရင် အမနဲ့မောင်လေးရှုံးမေဆိုရင်အကိုနဲ့ညီမအဲ့တော့ရှုံးတိဆိုရင်တော့ညီအကိုကျဲမေရညီအမအဲ့တော့ရှုံးတိကျဲမေဆိုရင်ညီအကိုမောင်နှမဆိုတဲ့အတိပဲရတာပေါ့နော်အဲ့တော့ကျွန်တော်မှာအညီကိုမောင်နှမတွေရှိတယ်ဆိုရင်ဝေါ်ယိုရှုံးတိကျဲမိဝေါ်ယိုရှုံးတိကျဲမိဝေါ်ယိုကျွန်တော်မှာရှိတယ်ရှုံးတိကျဲမိညီကိုမောင်နှမကျွန်တော်မှာညီကိုမောင်နှမတွေရှိတယ်ဆိုရင်ဝေါ်ယိုရှုံးတိကျဲမိဝေါ်ယိုရှုံးတိကျဲမိ ကျွန်တော်မှညီကိုမောင်နှမတွေရှိပါတယ်။ဝါယိုရှုံးတိကျင်းမိကျွန်တော်မှညီကိုမောင်နှမတွေရှိတယ်။အဲ့တော့ကျွန်တော်မှလည်းညီကိုမောင်နှမမရှိဘူးဆိုလို့ရှိရင်တော့ဝါမဲယိုရှုံးတိကျင်းမိဝါမဲယိုရှုံးတိကျင်းမိမဲယိုကမရှိဘူးလို့တည်ပြရတယ်။ယိုရှုံးတိကျင်းမိညီကိုမောင်နှမတွေရှိတယ်။မဲယိုရှုံးတိကျင်းမိဆိုရင်ညီကိုမောင်နှမတွေမရှိဘူးလို့တည်ပြရတာပေါ့နော်။ဒါကြောင့်ကျွန်တော်မှညီကိုမောင်နှမတွေမရှိဘူးဆိုရင် 我没有兄弟姐妹，我没有兄弟姐妹，就那嘛，你哥们的嘛，没许吧不？我没有兄弟姐妹，就那嘛，你哥们的嘛瑞，没许吧不？မင်းမာလေညီကိုမနမဘယ်နှယောက်ရှိလဲ။အော်ရှိခဲ့လို့ရှိရင်လည်းရေအတွက်တွေမိတာပေါ့နော်။ညီတို့ကြီးကဆုံးတိကျဲမေ။ညီတို့ကြီးကဆုံးတိကျဲမေ။အဲ့တော့ယောကြီးကကြီးကဆိုတာကဘယ်နှယောက်လဲလို့တည်ပေးရတယ်။ ြီးဆိုတာဘလောက်လဲလို့တေပေးရတယ်သူကကြောင့်အည်အတွက်တွေကိုမေးကိုမေးတာကဆိုတာကခုရောက်ကြီးကဆိုရင်ဘယ်နှခုလဲဘယ်နှစ်ယောက်လဲလို့တေပေးရတယ်ရှုံးတိကျေမေညီကိုမောင်နှမဒါကြောင့်မလို့ယိုကြီးကရှုံးတိကျေမေဆိုရင်ညီကိုမောင်နှမဘယ်နှစ်ယောက်ရှိလဲလို့တေပေးရတယ်နီးယိုကြီးကရှုံးတိကျေမေမင်းမညီကိုမောင်နှမဘယ်နှစ်ယောက်ရှိလဲလို့တေပေးရတာပေါ့နော်နီးယိုကြီးကရှုံးတိကျေမေမင်းမညီကိုမောင်နှမဘယ်နှစ်ယောက်ရှိလဲ 耳朵嘛，尼哥妈的嘛都要洗的。我有三个兄弟姐妹，我有三个兄弟姐妹，我有，知道嘛，洗的。三个，讲出来都跟那我表了，个要哭，然后三个是都要。哎嘛，两个嘴，四个嘴，你要五个嘴，我要不，六个嘴，巧幺，这里面表了幺。兄弟姐妹，尼哥妈的嘛，大家知道嘛，尼哥妈的嘛都要洗的，所以。 我有三个兄弟姐妹，知道吗？你估么的吗？都要细的。我有三个兄弟姐妹，知道吗？PE、你估么的吗？都要细的。知道吗？你估么的吗？还要细的谁？我有四个兄弟姐妹，我有四个兄弟姐妹，知道吗？你估么的吗？还要细的。知道吗？你估么的吗？还要细的都不要我有五个兄弟姐妹，我有五个兄弟姐妹，知道吗？你估么的吗？还要细的。 6ယောက်ဆိုရင်ကျွန်တော်မှာညီကိုမောင်တို့မှာ6ယောက်ရှိရဆိုရင်ဝါယိုလျို့ကရှုံးတိကျဲမိဝါယိုလျို့ကရှုံးတိကျဲမိကျွန်တော်မှာညီကိုမောင်တို့မှာ6ယောက်ရှိတယ်လို့တည်ပြရတာပေါ့နော်ဒီလိုမျိုးဖြည့်လို့ရတယ်အဲ့တော့ညီမနားယိုဒီကရှုံးတိကျဲမိမင်းတို့ရောညီကိုမောင်တို့မှာဘယ်ယောက်ရှိလဲအဲ့တော့ဗီဒီယိုလေးရဲ့အောက်မှာမှန်ခဲ့ပြီနော်အဲ့တော့ရှိတဲ့အရေးအတွက်ပေါ့9ယောက်ရှိတယ်9ယောက်ပေါ့နော်ဝါယောကရှုံးတိကျမိဒါအဲ့လိုမျိုးပြောလို့ရတယ်เนาะဟာဆိုင်ကနောက်တစ်ခု မေမာတဲ့မိသားစုဘယ်နှဦးရှိလဲညီကြယောကြီးကိုရင်ညီကြယောကြီးကိုရင်ညီကြကြားဆိုတာကအိမ်ကိုကြားလို့ခေါ်တယ်ညီကြဆိုရင်မင်းရဲ့အိမ်ယောကရှိတယ်ကြီးကိုရင်ကိုရင်ဆိုတာကမိသားစုဦးရေမိသားစုဦးရေကိုကိုရင်လို့ခေါ်တယ်ကြီးကိုရင်ဆိုတော့မိသားစုဝင်ဘယ်နှဦးလဲလို့ပြောတာနော်ယောကြီးကိုရင်မိသားစုဝင်ဘယ်နှဦးရှိလဲညီကြယောကြီးကိုရင် မိမမိသားစုဝင်ဘယ်နှဦးရှိလဲနီကြာယိုជីကိုရင်မိမမိသားစုဝင်ဘယ်နှဦးရှိလဲနီကြာယိုជីကိုရင်ကျွန်တော်ရဲ့မှာမိသားစုဝင်9ဦးရှိတယ်ဝါကြာယိုជីကိုရင်ဝါကြာယိုជីကိုရင်ကျွန်တော်အိမ်မှာမိသားစုဝင်9ဦးရှိတယ်အဲ့တော့လျှို့ကိုရင်ဆိုရင်တော့6ဦးပေါ့နော်ကျွန်တော်အိမ်မှာမိသားစု6ဦးရှိရဆိုရင်ဝါကြာယိုလျှို့ကိုရင်ကျွန်တော်အိမ်မှာမိသားစုဝင် 6ဦးရှိတယ်ကျွန်တော်ဒီမှာမိသားစု5ဦးရှိတယ်ဆိုရင်ဝါကြာယဦးခိုရန်ကျွန်တော်ဒီမှာမိသားစုဝင်5ဦးရှိတယ်ပေါ့ဒီလိုမျိုးတွေအစားထိုးပြီးပြောလို့ရတယ်ပေါ့နော်အဲ့တော့အားလုံးပဲကွန်မန့်ရဲ့မှာဗီဒီယိုလေးရအောင်မှာရေးပြခဲ့နော်ကိုယ့်ဒီမှာမိသားစုဝင်ဘယ်နှဦးရှိလဲမင်းပွဲရပြီပြီလားနီတရွှေပီယလမနီတရွှေပီယလမတရွှေဆိုတာကတက္ကသိုလ်တရွှေလို့ခေါ်တယ်တရွှေတက္ကသိုလ် ပီယေဆိုတာကအတန်းပညာပြီးဆုံးတာကိုပီယေလို့ခေါ်တယ်။တရွှဲပီယေလို့ဆိုရင်တက္ကသိုလ်ကနေပြီးတော့အတန်းပညာပြီးဆုံးလို့ဖွဲ့ရတာကိုပြောတာ။တရွှဲပီယေလို့ဖွဲ့ရပြီးသွားပြီးမာဆိုတာကလာ။ဒါကြောင့်မင်းဖွဲ့ရပြီးပြီလားဆိုရင်နီတရွှဲပီယေလမနီတရွှဲပီယေလမမင်းဖွဲ့ရပြီးပြီလား။နီတရွှဲပီယေလမမင်းဖွဲ့ရပြီးသွားပြီလား။အာကျွန်တော်ဖွဲ့ရပြီးပြီဆိုရင်ဝတရွှဲပီယေလမ 我大学毕业了。我ကျွန်တော်က大学毕业ဆိုရင်တက္ကသိုလ်ကနေပွဲရတာ。大学毕业了တက္ကသိုလ်ကနေပွဲရပြီးသွားပြီ。ကျွန်တော်ပွဲရပြီးပြီဆိုရင်我大学毕业了ကျွန်တော်ပွဲရပြီးသွားပြီ。အကယ်၍ဒါပွဲမရသေးဘူးဆိုလို့ရှိရင် hi may you ပြီးရလို့ပြောလို့ရတယ်။我 hi may you ပြီးရဆိုရင်ကျွန်တော်ကပွဲမရသေးဘူးပေါ့နော်။我 hi may you ပြီးရကျွန်တော်ပွဲမရသေးဘူး။我 hi may you ပြီးရ ွန်တော်ပွဲမရသေးဘူးဒီလိုမျိုးပြောလို့ရတယ်ပေါ့နော်ဟောဒါကတော့အခြေခံတရုတ်စကားပြောသင်ခန်းစာ lesson 4ဖြစ်တယ်ပေါ့နော်အဲ့တော့နောက်ထပ်သင်ခန်းစာတွေကိုဒါ AK Lan Chinese ရဲ့ YouTube channel မှာနေ့စဉ်ဝင်ရောက်ကြည့်ရှုလေ့လာလို့ရပါတယ်ကိုကအခြေခံပြင်းရင်းမရသေးဘူးဆိုရင်ဟိုဗီဒီယိုဖိုင်လေးရအောက်ဆုံးမှာသွားပြီးတော့ရှာပေးပေါ့နော်ဟိုအစာနေပြီးတော့ဗီဒီယိုဖိုင်ကိုအခြေခံသင်ခန်းစာတွေကိုလေ့လာကြည့်ရှုလို့ရတယ်ပေါ့နော် 好，那我们下次见，谢谢大家。